င်္ဂလာပါပရိသတ်ကြီး3မိနစ်အတွင်းနိုင်ငံရေးသတင်းအဖို့ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်သမရဟာအမေရိကန်နိုင်ငံသို့မိမိကိုမိမိရောင်းစားနေတယ်လို့တရုတ်နိုင်ငံကတိုက်ခိုက်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံရဲ့ထောက်ပံ့မှုများကိုထိုင်ဝမ်သမရကချီးကျူးခဲ့ပြီးတဲ့နောက်မှာတော့အခုလိုမှတ်ချက်ပြုခဲ့တာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့မက္ကဆီကိုနိုင်ငံမြောက်ပိုင်းနယ်စပ်ပြည်နယ်တစ်ခုတွင်အသားစားကပ်ပါးကောင်ကူးစက်မှုအသစ်တစ်ခုကိုတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရောဂါများမပြန့်ပွားစေရန်အတွက်အရေးပေါ်ဆေးဝါးကုသမှုများ လှုပ်ဆောင်နေရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့စပိန်နိုင်ငံမက်ထရစ်မြို့အလဲတွင်၆ထပ်တိုက်တလုံးပြိုကျခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုပြိုကျခဲ့မှုကြောင့်လူလေးဦးသေဆုံးခဲ့ရပြီးလူအများပြားဒဏ်ရာရရှိခဲ့ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်ဝမ်နိုင်ငံရှိပုဂ္ဂလိကရေနံကုမ္ပဏီကြီးများကရုရှားနိုင်ငံထံမှရေနံဝယ်ယူမှုများကိုရှက်တန့်ရန်အတွက်သဘောတူညီခဲ့ကြောင်းထိုင်ဝမ်နိုင်ငံကကြေညာခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်မြင့်တက်လာသောနိုင်ငံတကာဖိအားများကြောင့်ယခုလိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ UK နိုင်ငံ၏ plastic အမိုက်များကိုဖွံ့ဖြိုးဆဲနိုင်ငံများ ိုပို့ဆောင်မှုဟာ2025ခုနှစ်ပထမနှစ်ဝက်တွင်84ရာခိုင်နှုန်းနောက်တိုးလာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်အများဆုံးပို့ဆောင်တဲ့နိုင်ငံများကတော့အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံများတို့ပဲဖြစ်ပါရဲ့ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်